မိုးလေဝသတရင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့နနက်9နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလစ်ပင်လယ်ပြင်နှိမ့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံးလေအားနည်းငယ်မှအာသင်သင့်ရှင်နေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံးလေအားနည်းနေပါသည်ယနေ့နေ့နေ့အထိခံမှန်းချက်မှာနေပြီးတော့မကွေးတိုင်းဒေသကြီးကယားပင်နယ်နှင့်ရခိုင်ပင်နယ်တို့တွင် နေရာကွက်ကြား ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းညအရှိပိုင်းတို့တွင် နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်တနင်္သာရီတိုင်းဒေသကြီးတွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာမီရွာရန်ရခိုင်နှုံးပြည်ထွပါသည် မိုးတိမ်တောင်ထူပိုမှုအခြေအနေမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထုံမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်တွင်မိုးရွာသွင်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလွက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည် မြန်မာပင်လယ်ပြင်မှာလျင်ရင်းငယ်မှာလျင်တင်းရင်တင့်ရှိမည်။လျင်ရမြေမှာမြန်မာကန်ရုတ်တန်းလျှောက်နှင့်ကန်လွန်ပင်လယ်ပြင်တို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခမ်းမန်းချက်မှာမုတ်သုံးလီအားနေနေမည်။နေပြီးတော့နှစ်အနီးတစ်ဝိုင်းမှခမ်းမန်းချက်ယနေ့ညနေထိခမ်းမန်းချက်မှာနေရောက်ကွာကြားမိုးထစ်ချုံရွာမိထုပါသည်။ရန်ကုန်မြို့မှခမ်းမန်းချက်ယနေ့ညနေထိခမ်းမန်းချက်မှာနေရောက်ကွာကြားမိုးထစ်ချုံရွာမိထုပါသည်။ မန္တလေးမြို့မှခံမှန်းချက်ယနေ့ညနေထိခံမှန်းချက်မှာနေရာကွက်ကြားမိုးတေချုံရွာမိသို့ပါသည်